အားလုံးမင်္ဂလာပါဒေါက်တာချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့မှာတော့နှင်းကူယောဂခံစားနေရတဲ့သူတွေနှင်းကူအမြန်ဆုံးတက်တာစီဖို့အတွက်အရေးကြီးတဲ့အချက်သုံးချက်ကိုပြပြပေးတော့မှာဖြစ်ပါတယ်ဟောနှင်းကူဆိုတာကကျွန်တော်တို့ရဲ့အရေပြား၆တွေ့ရားရံပြီးတော့အရေပြားထူလာတဲ့ယောဂဖြစ်ပါတယ်အဲ့တော့နှင်းကူဖြစ်တဲ့သူတွေကအရန်ကိုရှားပါတယ် အဲ့တော့သူ့ရဲ့ရားရံမှုကအရင်ဆိုးပါတယ်အဲ့တော့ဒီတနည်းအားဖြင့်ပြောမယ်ဆိုရင်တော့နှင်းမှုဆိုတာကဒီအရေပြားရောင်ရမ်းတဲ့ယောဂတမျိုးဖြစ်ပါတယ်အဲ့တော့နှင်းမှုဖြစ်စေတဲ့အကြောင်းရင်းတွေကအများကြီးရှိရဲအဲ့တော့ဥပမာအဖြစ်ကျွန်တော် Adobe Dermatitis လို့ခေါ်တဲ့ကျွန်တော်တို့ရဲ့ဒီငငယ်လေးတွေကမွေးရပါခန္ဓာကိုယ်ထဲမှာဂျင်းကဒီမျိုးပိစားကပါလာတာဒီနှင်းမှုဖြစ်ဖို့မျိုးပိစားပါလာတာပေါ့ဒါကြောင့်မို့လို့ကျွန်တော်နှင်းမှုဖြစ်တယ်နောက်ဒုတိယတစ်ခုကတော့ ်ကွန်တက်ထာမတိုက်တစ်လို့ခေါ်တဲ့ဆိုတော့မတည့်တဲ့အရာဝတ္ထုတစ်ခုနဲ့ထိတွေ့မိလို့နင်းကိုဖြစ်တာအဲ့တော့ဥပမာပြင်တချို့ဆိုရင်ဒီဆက်ပြားနဲ့မတည့်တာအဲ့တော့ကိုယ်နဲ့မတည့်တဲ့ဆက်ပြားတွေတွားပြီးတော့ကင်မိရဲဆိုရင်နင်းကိုတွေဖြစ်လာတယ်။နောက်ဘီလက်မြင်နဲ့မတည့်တာတော့ပြီးတော့တချို့ဆိုလက်အိတ်ဝစ်တယ်လက်အိတ်ဝစ်တဲ့ခါမှာအဲ့ဒီရာဗာနဲ့မတည့်လို့လက်မှာနင်းကိုဖြစ်တာစသဖြင့်ပေါ့နော်ဒီလိုမျိုးမတည့်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ထိတွေ့မိလို့နင်းကိုဖြစ်တာမျိုးတွေရှိရဲ။အော်နောက်တစ်ခုကကျွန်တော် decidrotic azima လို့ခေါ်တဲ့ဒီအရေပြားရဲ့ရေတက်ထင်းကြီးမှုကပုံမှန်မဟုတ်တာပုံမှန်မဟုတ်တဲ့တော့ကြောင့်လို့နင်းကိုဖြစ်တာ နော်ဘယ်နေရာတွေမှာအဖြစ်များလဲဆိုတော့ဒီလက်ချောင်းလေးတွေခြေချောင်းလေးတွေမှာကျွန်တော်အဖြစ်များတယ်အဲ့တော့အရေးကြီးဘူးတိုးတိုးလေးလိုမျိုးဒါဖြစ်တာပါနော်ဒါကိုကျွန်တော်က desidrotic eczema လို့ခေါ်တယ်နောက်နောက်တစ်ခုကကျွန်တော် nemular eczema လို့ခေါ်တယ်ဒီကြက်ပြားဝိုင်းပုံတံဒီအဝိုင်းအဝိုင်းလေးပုံစံမျိုးနဲ့ဖြစ်တဲ့နှင်းကိုပေါ့အဲ့တော့စသဖြင့်တခြားအမျိုးအစားတွေလည်းရှိသေးတယ်အဲ့တော့နှင်းကိုဖြစ်စေတဲ့အကြောင်းရင်းတွေနှင်းကိုဖြစ်တဲ့ပုံစံတွေကကျွန်တော်မျိုးစုံရှိပါတယ်အဲ့တော့ဒီနေ့ဗီဒီယိုမှာဒီနှင်းကိုအမြန်ဆုံးတတ်သားစီဖို့အတွက်အရေးကြီးတယ်ကျွန်တော်တတိထားတင်တဲ့လုံဆောင်ပေးတဲ့ဒီဆောင်ရယ်ဆောင်ရယ် ီအချက်၃ချက်ကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ဒီကြောင်းအရကိုဆက်မပြောခင်မှာကျွန်တော် data on team ကပေးနေတဲ့ဝန်ဆောင်မှုသုံးခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်ပထမတစ်ခုကတော့ဒီထိုင်းနိုင်ငံဘန်ကောက်တို့ချင်းမိုင်တို့မှာစေယုံစေကံပြခြင်းတာမက်ဒီကယ်ချက်ကလုံးချင်တဲ့သူတွေအတွက်ကျွန်တော် team မှာအခမဲ့ဝန်ဆောင်မှုပေးနေပါတယ်အဲ့ဒုတိယတစ်ခုကတော့ကျွန်တော်နိုင်ငံခြားရောက်မြန်မာတွေပဲဖြစ်ဖြစ်ဒီမြန်မာပြည်တွင်းကမြန်မာတွေပဲဖြစ်ဖြစ်ကျွန်တော်နဲ့ဒီ online ကနေပြီးတော့ကျွန်မရဲ့ဆွေးနွေးခြင်းနဲ့ဆိုရင်ဒါဆွေးနွေးလို့ရပါတယ် booking ယူပြီးတော့ဆွေးနွေးလို့ရပါတယ်အဲ့တော့နောက်တစ်ခုကကျွန်တော်တွေ့တွေ့ရောက်ရှိတဲ့သူတွေ သွေးပောင်ခြင်းကိုအစားအသောက်နဲ့တွဲပြီးတော့ထင်းရတဲ့သူတွေအတွက်သွေးပောင်ကြစီတဲ့ test diet အတင်းနဲ့လည်းကျွန်တော်ဖွင့်လှစ်ထားပါတယ်အဲ့တော့ဒီဝန်ဆောင်မှုတွေကိုသိချင်တယ်ဆိုရင်ဒီမှာပေးထားတဲ့ phone number တွေ page တွေကနေပြီးတော့လာရောက်ပြီးတော့စုံစမ်းလို့ရပါတယ်ကြည့်ဒါဆိုရင်ကျွန်တော်စပြောပါမယ် number 1အချက်ကတော့နှင်းကူကိုလုံးဝမကုတ်ပါနဲ့အော်ဒါအရေးအကြီးဆုံးအချက်ဖြစ်ပါတယ်အဲ့တော့နှင်းကူသမားတွေမတက်တာရတဲ့အဓိကအကြောင်းရင်းထဲမှာဒီကုတ်ချင်းကလည်းဒါအရေးကြီးတဲ့အချက်တစ်ခုနဲ့ပါဝင်ပါတယ်အဲ့တော့နှင်းကူရဲ့သဘောကအရန်ရှားတဲ့အတွက်ကြောင့်မလို့လူတိုင်းကဒါမဖြစ်မနေကုတ်ဖြစ်တယ် အဲ့တော့တနည်းခုရဲ့သဘောကလည်းပဲဒီကုတ်လေအရေပြားကထူလာလေထူလာလေကျွန်တော်တို့ကရားလာလေအဲ့တော့ရားလေကုတ်ချင်လေအဲ့တော့ကုတ်ချင်တဲ့အတွက်ကြောင့်မလို့ကုတ်တယ်အရေပြားထူတယ်ရားတယ်ဒီလိုမျိုးသူကအစိုးတန်တရားလဲနေရအဲ့ဒါကိုကျွန်တော်တို့က basic cycle လို့ခေါ်တယ်အဲ့တော့ကျွန်တော်တို့ဒီသဘောကတော့ညင်သာပြောမယ်ဆိုရင်တော့လူနှစ်ယောက်ရန်ဖြစ်နေတယ်လို့ပဲအဲ့တော့တယောက်နဲ့တယောက်အပြန်လန်ထိုးထိုးကျိတ်နေတဲ့ယူကဒီရန်ဝဲကပြီးတော့မှာမဟုတ်ဘူးအဲ့တော့တယောက်ကရက်လိုက်မှာအာရန်ဝဲကပြီးသွားမယ်ဆိုကြပါလို့ တော့နှင်းခုမှလည်းဒီသဘောတရားပဲအဲကျွန်တော်ကနှင်းခုဖြစ်တယ်ရားတယ်ရားရင်ကုတ်တယ်ကုတ်တော့ရေပြားပို့ထူတယ်ပို့ထူလာတော့ရားတယ်ရားတော့ကုတ်တယ်ဒီလိုတန်တရားလည်နေတဲ့အချိန်မှာကျွန်တော်ကနှင်းခုကိုအရေပြားလဲပို့ပြီးတော့ထူမလာအောင်ရားလဲမရတော့အောင်ဘာလုပ်ရမလဲဆိုတော့ဒီကုတ်တဲ့အဆင့်ကိုကျွန်တော်ကဖြတ်လိုက်မှရမယ်အဲ့တော့ကုတ်တဲ့ဟာကိုမကုတ်ဘဲနဲ့ကျွန်တော်ရက်လိုက်မှရအဲ့တော့မကုတ်ဘဲနဲ့ကျွန်တော်ရက်လိုက်မှအေးနှင်းခုကကျွန်တော်တက်တာလာမှဖြစ်တယ် အဲ့တော့ကျွန်တော်ဒီနှင်းခုဖြစ်ရင်ရားတာတော့ကျွန်တော်တခြားနီလန်းနဲ့ဖြည့်ရှင်းမယ်လင်းစေးတွေတောက်စေးတွေနဲ့ကျွန်တော်ဖြည့်ရှင်းမယ်စေကန်းပြပြီးတော့ဒီလိုနီလန်းနဲ့ကျွန်တော်ဖြည့်ရှင်းလို့ရတယ်ဒါပေမဲ့အဲ့ဒီအဓိကပြဿနာကရားတဲ့အချိန်မှာဒီကုသမှုယူနေစင်မှာတခါလေရားလာပြီဆိုရင် လောကမကုတ်မိစင်နဲ့အဲ့တော့ဒီလိုမျိုးမကုတ်ဖဲနဲ့ကျွန်တော်တို့ကဟိုကိုယ့်ကိုထိန်းနိုင်မယ်ဒီရားရက်နဲ့ပြဿနာကိုတခြားနီလန်းနဲ့ကျွန်တော်တို့ကဖြည့်ရှင်းမယ်ဒီလိုဆိုရင်ကျွန်တော်ကနှင်းခုကအမြန်ဆုံးတတ်တာလာမှာဖြစ်ပါတယ်ဒါကြောင့်မလို့နှင်းခုဖြစ်ပြီဆိုရင်လောကမကုတ်ပါနဲ့ နံပါတ်1အချက်ကတော့ရေချိုးပီပီချင်းမှာအဆိုရထဲဝါချရိုက်စာလိမ့်ပေးပါအဲကျွန်တော်ကရေချိုးပီပီချင်းအချက်ခဏကိုရေတုပ်ပြီးရဲ့အချိန်မှာကျွန်တော်ရဲ့အရေပြားမှာအဆိုတက်လေးကကျွန်တော်တို့ဂျန်နေသေးတယ်အဲ့တော့အဲ့ဒီအဆိုတက်လေးကိုဒီတိုင်းထားလိုက်မယ်ဆိုရင်ဒီအဆိုတက်တွေကအပြင်ကိုအငွေ့ပြန်သွားမှာအဲ့တော့ကျွန်တော်ကရေချိုးပီပီချင်းမှာချက်ချင်းအဲ့ဒီရေတုပ်ပြီးပီးချင်းပေါ့အာကျွန်တော်တို့အဲ့ဒီအဆိုတက်လေးရှိနေသေးတဲ့အချိန်မှာအာမော်ချရိုက်ဇာကိုအပေါ်ကလိမ့်ပေးလိုက်ခြင်းအပြင်အဲ့ဒီအဆိုတက်က အပြင်ကိုလိုလဲကူကူအငွင့်မပြန်တော့ဘဲနဲ့ကျွန်တော်ရဲ့အရေပြားမှာအချိန်ကြာကြီးရှိနေပါအဲ့ဒီခါမှာအရေပြားရဲ့အဆိုတက်ကကျွန်တော်ထိန်းထားပြီးသားဖြစ်မဲ့အဲ့ဒီခါမှာနှင်းကူဖြစ်နေတဲ့သူတွေရောကောက်ွယ်ခြင်းတဲ့သူတွေရောဒီအဆိုတက်ရှိနေတာဖြစ်တဲ့တော့ရမလို့ရာရက်နာတွေတက်တာမယ်နောက်နှင်းကူဖြစ်နေတာဆိုရင်လည်းဒီအရင်မရတော့ဘဲနဲ့ကျွန်တော်တို့တဖြည်းဖြည်းနဲ့ဒီနှင်းကူရောဂါပါတက်တာလာမှာဖြစ်ပါတယ်အဲ့တော့ ဒီအဆိုရထိန် moisturizer ကိုတချို့တွေမသိရတဲ့သူတွေရှိတယ်အဲ့တော့မသိရတဲ့သူတွေအနေနဲ့ကျွန်တော်ဘယ်လိုဟာမျိုးအလွယ်ကူဆုံးပေါ့အလွယ်ကူဆုံး moisturizer ကကျွန်တော် body lotion တွေကိုကျွန်တော်တို့လိမ့်လို့ရတယ်အဲ့တော့ body lotion ထဲမှာကျွန်တော်တို့ moisturizer ပါတဲ့ body lotion ဆိုပြီးတော့ကျွန်တော် cosmetic ဆိုင်ထဲမှာအာကျွန်တော်ပြောပြီးတော့ဝယ်လို့ရတယ် အဲ့တော့နောက်တစ်ခုကဘာတွေရှိမလဲဆိုတော့ zinc oxide cream ရှိမယ်။နောက် zinc oxide cream တော့ဒါရယ်ဆိုလဲဈေးသက်သာတယ်။နောက်တစ်ခုက glycerin အဆီတွေရှိမယ်။နောက် bio wire ကထုတ်တဲ့ဒီအဆီတို့ gel တို့ပေါ့နော်။ဒါရယ်လဲကျွန်တော်က moisturizer အနေနဲ့သုံးလို့ရတယ်။နောက်ဒီကောင်တွေကဒါအဆိုးတဲ့ထိန်းတဲ့ဒါပစ္စည်းတွေဖြစ်တယ် တခြားတော့အဆိုရထိန်းတဲ့ပစ္စည်းတွေအများကြီးရှိရဲ။ကိုယ်တခြားမသိဘူးဆိုရင် cosmetic ဆိုင်တွေကိုသွားမေးပြီးတော့အဆိုရထိန်းတဲ့ moisturizer ပါတဲ့ဒီခန္ဓာကိုယ်လိမ့်တဲ့ဟာကျွန်တော်မေးပြီးတော့ဝယ်လို့ရတယ်။အဲ့တော့ဒီ moisturizer ကဒီမျက်နှာကိုလိမ့်တာနဲ့ခန္ဓာကိုယ်လိမ့်တာနဲ့တော့မတူဘူးပေါ့နော်။နှစ်ခုကတော့ကျွန်တော်ခွဲခြားပြီးတော့တော့ရမယ်အဲ့တော့မျက်နှာအတွက်ကတည်တံ့ဝယ်ရမယ်ခန္ဓာကိုယ်အတွက်လိမ့်တာတည်တံ့ဝယ်ရမယ်ပေါ့နော်ခန္ဓာကိုယ်ခြေလက်တွေလိမ့်တာတည်တံ့ဝယ်ရမယ်ဟိုကဒီ moisturizer ကိုနှင်းကုပ်ဖြစ်နေတဲ့သူတွေဆိုရင်တစ်ခုလုံးလိမ့်လို့ရတယ် တော့ကိုအေးပြား6တွေ့တတ်တဲ့ဒီခြေလက်တွေခြေချောင်းလက်ချောင်းတွေဂျားခြေချောင်းလက်ချောင်းဂျားတွေနောက်ကြောကုန်းနဲ့ရင်ဘတ်တွေစသက်ဖြစ်ပါတော့လင်းလို့ရတယ်အကယ်မျက်နှာမှာနှင်းကူဖြစ်နေရတဲ့သူရှိရဆိုရင်အာကျွန်တော်မျက်နှာကိုလိမ့်တဲ့ moisturizer ဝယ်ပြီးတော့ကျွန်တော်လိမ့်ပေးလို့ရပါတယ်အဲ့တော့ရေချိုးပြီးပြီးချင်းမှာဒီလို moisturizer လိမ့်ပေးခြင်းက ကျွန်တော်တို့အရင်ပြားကိုအဆိုတက်ကိုထိမ့်ပေးနိုင်ပြီးတော့နှင်းကူကိုအများဆုံးတက်တာစီမှာဖြစ်ပါတယ်။အော်ဒါကြောင့်မလို့ moisturizer ကိုရေချိုးပြီးပြီးချင်းလဲလိမ့်မယ်။ပြီးလို့ရှိရင်ကျွန်တော်ကလိမ့်ထားပြီးတော့ကျွန်တော်အချိန်ကြာသွားလို့အရင်ပြားက6သွေးလာပြီးလို့ခံစားရတယ်။6ရင်6လာတယ်လို့မျိုးကျွန်တော်လိမ့်ပေးလို့ရပါတယ်။နံပါတ်3အချက်ကတော့ဆောင်းရံဆောင်းရံနေဖြစ်ပါတယ်။အဲ့တော့နှင်းကူရှိနေတဲ့သူရဲ့အနေနဲ့ဒီကိုရခန္ဓာကိုအဝတ်စားဝတ်တဲ့နေရာမှာနှင်းကူပေါက်နေရဆိုရင်ဟိုအဝတ်စားကိုဒီခပ်ပွတ်ပွတ်အဝတ်စားမျိုးကျွန်တော်ဝတ်ဆိုင်ပေးတင်တယ်။အဲ့တော့နောက်တစ်ချက်ကတော့ ရေမင်းများတောက်မယ်အဲ့တော့ရေကိုတနေ့ကိုအနည်းဆုံး2လီတာလောက်ကျွန်တော်တောက်ပေးတင်တယ်အဲ့တော့ရေတက်ပြေဝနေမှာအရေပြားရဲ့အဆိုတက်ကိုထိန်းထားနိုင်မှာဖြစ်ပြီးတော့ရားရံတာအရေပြားခြောက်တွေ့တာအရေပြားထူလာတာစတဲ့ဒီနှင်းကူရဲ့ဒီလက္ခဏာတွေကိုကျွန်တော်တတ်တာစီမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ချက်ကတော့ကျွန်တော် ရေချိုးတဲ့အခါမှာရေအရန်ပူတာနဲ့မချိုးနဲ့အခုလိုဆောင်းနေမှာကျွန်တော်ကရေနွေးတာနဲ့ချိုးခြင်းနဲ့ဆိုရင်ကျွန်တော်ကြက်သီးနွေးလောက်ပဲပေါ့နော်ကိုနွေးရုံလောက်ပဲပေါ့အဲဒီအနေထားလောက်ရေနဲ့ပဲကျွန်တော်ချိုးတင်တယ် အရန်ပူတဲ့ရေနဲ့မချိုးတင်ပါအဲ့တော့ရေအရန်ပူတာနဲ့ချိုးလို့ရှိရင်ကျွန်တော်အရေပြားရဲ့ဒီ skin barrier ကိုပျက်စီးသွားပြီးတော့ကျွန်တော်နှင်းကိုကျွန်တော်ပိုးဆိုးစေတယ်အဲ့တော့နောက်တစ်ချက်ကတော့အဲကျွန်တော်တို့စိတ်ဖိစီးမှုများတတ်တဲ့သူတွေတတိထားမဲ့ချက်ပေါ့အဲ့တော့စိတ်ဖိစီးမှုများခြင်းကဒီနှင်းကိုပိုးဆိုးတာနဲ့ဆက်ဆက်မှုရှိတဲ့တို့ကြောင့်မလို့စိတ်ဖိစီးမှုကိုတန်းနိုင်သလောက်လျှော့ချမယ်အဲ့တော့ကျွန်တော်တို့စိတ်ဖိစီးမှုများတဲ့ဝေဒနာခံစားနေရတဲ့ဆိုရင်လည်းကျွန်တော်တို့အချိန်ကြာနေပြီဆိုရင်တခြားကုသမှုခံယူဖို့လိုအပ်ပါတယ် နောက်ထပ်တစ်ချက်ကတော့ကျွန်တော်စောင်းရာသီမှာပဝင်းကျင်ကအဆိုတဲ့လျော်နေနေတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့အခန်းထဲမှာနေတဲ့အခါမှာဒီ humidifier လို့ခေါ်တဲ့အခန်းရဲ့အဆိုတဲ့ကိုထိမ့်ပေးတဲ့ဒီပစ္စည်းလေးကျွန်တော်အသုံးပြုတင်တယ်။ဒီပစ္စည်းလေးတွေဆိုလဲကျွန်တော်တို့ဒီတကူရေပေါ့နော်အခက်ကိုရဲ့တယောက်စာအခန်းထဲအတွက်ဆိုရင်ကျွန်တော်တို့အသုံးပြုလို့ရတဲ့ဟာလေးတွေဆိုရင်ကျွန်တော်3000လောက်ကရစပြီးတော့ကျွန်တော်ဈေးွက်ထဲမှာဝယ်လို့ရတယ်။ကျွန်တော်နေဈေးကြီးတဲ့ဟာဆိုလဲ3600တင်ငန်းတည်းရှိရပေါ့နော်။အဲ့တော့ကို ီကိုယ့်ရဲ့ budget နဲ့ချိန်ပြီးတော့ဒီ show modifier လေးကျွန်တော်တို့အသုံးပြုပေးတင်ပါတယ်နောက်တစ်ချက်ကတော့မိမိနဲ့မတည့်တဲ့အရာတွေကိုကျွန်တော်ကအမှတ်ထားပြီးတော့တခြားရှောင်ကျင်မယ်။ဟိုမှာပြန်ဟိုဆက်ပြနဲ့မတည့်ဘူး။မတည့်လို့ဆိုဘယ်ဆက်ပြနဲ့မတည့်တာလဲဒါကိုအမှတ်ထားမယ်။ရှောင်ကျင်မယ်။နောက်တခြားကိုယ်နဲ့မတည့်တဲ့အရာတွေပစ္စည်းတွေရှိရဆိုရင်အဲကောင်နဲ့ကျွန်တော်ကအမှတ်ထားပြီးတော့နောက်တစ်ချိန်မတုံးမြောက်ကျွန်တော်ရှောင်ကျင်ရမယ်။ နောက်တစ်ချက်ကကျွန်တော်တို့ဒီအကယ်၍ကိုယ့်ရဲ့လက်မှာနှင်းဟုဖြစ်တဲ့ဆိုရင်ကိုမပြင်အင်ရှင်မတွေပေါ့နော်ပကံစေးရတယ်အဝိချော်ရတယ်အဲဒီလိုလူတွေမှာလက်တွေမှာကျွန်တော်နှင်းဟုဖြစ်နေရဆိုရင်အာကျွန်တော်တို့အဝိချော်ပကံစေးတဲ့အခါမှာလက်ဤတိချဝစ်ပြီးတော့မှကျွန်တော်တို့ပြုလုပ်တင်ပါတယ်အဲ့တော့အခုပြောခဲ့တဲ့နီလန်သုံးခုကကျွန်တော်နှင်းဟုကိုအမြန်ဆုံးတတ်တာစီမဲ့နီလန်နေဖြစ်ပါတယ်အဲ့တော့နှင်းဟုဖြစ်ပြီဆိုရင်ကျွန်တော်တို့စေကန်ပြပြီးတော့ လင်းစေးတောက်စေးနဲ့မဖြစ်မနေကုသရတယ်အဲ့တော့ဒီလိုမျိုးလင်းစေးတောက်စေးအပြင်ကျွန်တော်ခုပြောတဲ့အချက်၃ရက်ကိုပါတခြားလိုင်းနာနိုင်မယ်ဆိုရင်ကိုခံစားနေရတဲ့နှိကဝေဒနာအမြဲဆုံးတက်တလာမှာဖြစ်ပါတယ်အခုလိုမျိုးအကျိုးရှိတဲ့ကျန်းမာရေးဘုဒ္ဓတာတွေကိုဒေါက်တာအောင်ရဲ့ Viber နဲ့ Telegram Channel တွေမှာလည်းကျွန်တော်အမြဲတမ်းတင်ဆက်ပေးနေမှာဖြစ်တဲ့အတွက်ဒီ Channel တွေကိုမ join ရသေးဘူးဆိုရင် join ဖို့ကျွန်တော်အနေနဲ့အကြံပြုချင်ပါတယ်ကိုရဲ့မိတ်ဆွေတင်ငယ်ချင်း၃ယောက်ကိုလည်းဒီ Channel တွေကို join ဖို့အတွက် invite လုပ်ပေးဖို့ကျွန်တော်အနေနဲ့တိုက်တွန်းချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ် video မှာပြန်တွေ့ပါမယ်